အားလုံးပဲမင်္ဂလာပါရှင်။ကျမကဒီပို့စလေးမှာ လူတိုင်းကြိုက်တဲ့ပြောင်းမှုဟာရိုးရိုးအစားအစာမဟုတ်ဘူးဆိုတာကိုပြောပြမယ်နော်။အော်ဆရာကောင်းတဲ့ကျမ၏ကြိုးကျေးဇူးတွေပြောင်းမှုစားခြင်းဖြင့်အများကြီးရရှိနိုင်ပါတယ်။ပြောင်းမှုပုံမှန်စားရင်ရနိုင်တဲ့အဓိကကြိုးကျေးဇူးကြီး၃ချက်ကိုဒီပို့စလေးမှာ ပြောပြပေးပါမယ်။ Like and share subscribe လေးလုပ်ပေးပါနော်။ ပြားမှုစသုံးခြင်းဟာစာချေစနစ်ကိုထောက်ကူပြုပါတယ်ရှင်။ပြားမှုမှာအမြင်ဓာတ်လို့ခေါ်တဲ့ fiber များစွာပါဝင်ပါတယ်ရှင်။ဒီမြင်ဓာတ်တွေကအစာချေဖြတ်မှုကို ကူညီပြီးတော့ဝမ်းချုပ်တာကိုကာကွယ်ပေးပါတယ်။ဥလန်းချောင်းထဲဟာအချိုးပြုဘက်တီးရီးယားလေးတွေကိုအားဖြည့်ပေးတဲ့အတွက်ကြောင့်ဥကျန်းမာရေးအတွက်လည်းအရန်ကောင်းပါတယ်ရှင်။ဒါရင်ပဲကမလဲပြောင်းမှုစားသုံးခြင်းဟာမျက်စိနဲ့နှလုံးကျန်းမာရေးကိုလည်းအားဖြည့်ပေးပါတယ်ရှင်။ ားဖြင့်ပြောင်းမှုမှာလူသင်းနဲ့စီစံသင်းလို့ခေါ်တဲ့တက်တိုးစန့်ကျင်ပစ္စည်းတွေအများကြီးပါဝင်ပါတယ်။ဒါတွေကမျက်စိကျန်းမာရေးကိုထောက်ပံ့ပေးပြီးတော့အသက်ကြီးလို့ဖြစ်လာမဲ့မျက်စိရောဂါတွေအတွက်လည်းအကာအကွယ်ပေးပါတယ်။ဒါပြင် folate ဓာတ်နဲ့ potassium ဓာတ်တွေလည်းပါဝင်တဲ့အတွက်ကြောင့်သွေးတိုးရောဂါကို short ချပေးပြီးတော့နှလုံးကျန်းမာရေးအတွက်လည်းကောင်းမွန်စေပါတယ်ရှင်။ ပြင်ပြောင်းမှုစသုံးခြင်းဟာရေရှည်စွမ်းရည်နဲ့ကိုယ်ခံစွမ်းအားကိုလည်းဖြစ်တင်းပေးနိုင်ပါတယ်ရှင်။ပြောင်းမှုမှာကာဘိုဟိုက်ဒရိတ်ဓာတ်တွေအပြည့်ပါပဲ။ဒါကြောင့်တခြားဓာတ်ကိုရုတ်တရက်မြင့်တက်စေတာမျိုးမဖြစ်စေဘဲနဲ့ခန္ဓာကိုယ်စွမ်းအင်ကြရှည်စွာပေးနိုင်ပါလေ။ဗိုက်တာမင်စီလို့ခေါ်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းပိုပါဝင်တဲ့အတွက်ကြောင့် ကိုခန့်စွမ်းအားကိုပြင့်တင်ပေးပြီးတော့ဖျားတာနားတာတွေကိုလည်းကာကွယ်ပေးနိုင်စွမ်းရှိပါတယ်ရှင်။ဒါပြင် ပြောင်းမှုစားသုံးခြင်းဖြင့်အပူချောင်းကျဆင်းတွေလည်းအများကြီးရရှိနိုင်ပါသေးတယ်။ Magnesium, Iron, Zinc ဆိုတဲ့မရှိမဖြစ်လိုအပ်တဲ့ဓာတ်တိုးပစ္စည်းတွေကလည်းပြောင်းမှုထဲမှာပါနေပါသေးတယ်ရှင်။ဒါကြောင့်သွေးအားနယ်ယောဂကိုလည်းကာကွယ်ပေးနိုင်ပါတယ်ရှင်။ ဲ့ဒါဆိုရင်ပြောင်းမှုစသုံးခြင်းဟာဘလောက်တောင်အကျိုးရှိတယ်လဲဆိုတာကိုဒီ post လေးကနေတဆင့်သိသွားပြီနော်။ကြံပြုတ်ချက်လေးတွေလည်းပေးအောင်မယ်နော်နောက်ဆုံးအနေနဲ့ပြောင်းမှုစမယ်ဆိုရင်လက်လက်ဆက်ဆက်တန်းတန်းရှင်းရှင်းလေးပြုတ်စားကြော်စားဖုတ်စားပါရှင်။ တမှုကိုကျမ်းမာရေးနဲ့ညီညွတ်စွာပဲပြင်ဆင်ချက်ပြုတ်စားတော့ပါရှင်။စီရီအများကြီးထက် ချူရီအများကြီးထက်ပြီးတော့စီမံချက်ပြုတ်စားတော့ခြင်းမျိုးရှောင်ခြင်းပါရှင်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီ post လေးကိုကြိုက်နှစ်သက်ရင် like and subscribe လေးလုပ်ပေးပါရှင်။နောက် post လေးတွေမှာပြန်တွေ့ကြပါမယ်ရှင်။